အလုံးမဲ့မင်္ဂလာပါဒီတစ်ခါတော့ချန်ပီယံစူပါလက်တိုစီကိုစောစောစီစီတွားရောက်ပြီးသူရဲ့အနည်းချက်တွေကိုပြင်ဆင်နိုင်ဖို့လေ့ကျင့်ပညာသင်ယူနေတဲ့တန်းစဉ်ကတော့မြန်မာဖိုက်တာတွေကိုအနိုင်ယူထားဖို့တဲ့ Time Fighter Component 9နဲ့ထိုးရတော့မှာပါ Component 9ကဝမ်ချမြန်ရှစ်မှာခနပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့မတန်းကိုပိုင်ဆိုင်ထားတဲ့ Fighter ကောင်းတစ်ယောက်ပါဝမ်မှာ၃ပွဲဆက်ရှုံးထားတဲ့တန်းစဉ်နေနဲ့ ဒီပွဲမှာသာအခြေအနေမကောင်းခဲ့ရင်ဝမ်ချမ်ပီယံရှစ်ဘက်က ထပ်ပြီးတော့အခွင့်အရေးပေးအောင်မလားဆိုတာကလည်းစိတ်ဝင်စားစရာပါဒါကြောင့်တန်းစင်နေတဲ့ဒီပွဲကိုဘလူးပွဲတစ်ပွဲလိုဖောင်ဖြက်ပြီးထိုးသတ်မှတ်ရမှာပါခွန်ပွန်နိုင်ကလည်းမြန်မာဖိုက်တာတွေဖြစ်တဲ့မိုးထက်အောင်နဲ့ဆွန်ရက်တို့ကိုအနိုင်ယူပြထားတော့သူ့ရဲ့မှတ်တမ်းမှာနောက်ထပ်မြန်မာဖိုက်တာတူဦးကိုထပ်အနိုင်ယူသွားဖို့ကြိုးစားလာမှာဖြစ်တာကြောင့်တကယ်ကိုတန်းစင်တွဲခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာအောင်ပါ တန်းစဉ်ဘလိုပြူဟာတွေနဲ့ပွဲထွက်လာမလဲသူအတန်နဲ့ခြေကန်ချက်နဲ့ဒါပေမဲ့ Time Fighter ကိုဖိအားပေးပြီးနိုင်ယူသွားမလားဆိုတာစိတ်ဝင်စားစရာပါမြန်မာလူငယ် Fighter တန်းစဉ်နေနဲ့ဒီပွဲသားနိုင်ယူသွားနိုင်မယ်ဆိုရင်တော့မိုးထက်အောင်နဲ့စွန်ရက်တို့အတွက်ပါ Time Fighter ခွန်ပွန်နိုင်ကိုလက်စားချေပေးသလိုဖြစ်မှာဖြစ်ပြီးဝမ်းချမြန်ရှိရှုံးမဲ့စနစ်မှုပါရပ်တန်းနိုင်မှာဖြစ်သလိုဝမ်းမှာဆက်ထိုးနိုင်ဖို့ ပူပီးတေချာသွားမှာဖြစ်တာကြောင့်နိုင်ပွဲကတန်းစဉ်အတွက်အကျိုးမြတ်တွေအများရရှိလာမဲ့ပွဲစဉ်တပွဲလို့လည်းဆိုလို့ရပါတယ်တကယ်လို့ဒါတန်းစဉ်နေနဲ့ရှုံးပွဲထပ်တွေ့ရမယ်ဆိုရင်တော့ဆုံးရှုံးမှုတွေလည်းများလာမှာဖြစ်ပါတယ်ကဲတန်းစဉ်ရေစူပါလက်စီကမွေထိုင်းပညာရတွေနဲ့ဒီပွဲစဉ်မှာခွန်ပွန်နိုင်ကိုလဲထိုးနိုင်ယူပြီးဝမ်မှာဆက်လက်ရတည်ပြီးမြန်မာပြည်သက်တွေအတွက်တောက်ပလိုက်စမ်းပါလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်